ပဲသွားကြည့်တယ်တိုက်ခန်းသွားကြည့်တယ်ဆိုတာနဲ့ပေါ့နော်ကိုဘက်ကခုပတ်စံမချေလို့ရှိရင်ပေါ့နော်ဒီတိုက်ခန်းကချက်ချင်းပဲတဲတော့မှလို့လို့ဒီမြေခွက်ကိုနောက်ထပ်အဝေတွေက၂ရောက်၃ရောက်ဇက်တိုက်ကြီးကိုရှိနေတာလို့လို့အဲ့လိုမျိုးစကားတွေကြားမှာဖြစ်ပါတယ်ဒီကတော့ဗောနောကျွန်တော်ဒီအကြောင်းအရာလေးကို sharing လုပ်ပြီးမှဖြစ်ပါတယ်ဒီထဲမှာရေးထားတာတော့ဗောနောသူအနေနဲ့ဒီတိုက်ခန်းဝယ်ဖို့ဆိုပြီးတော့မှာစေရန်ငွေရာခိုင်နှုန်းလောက်ချပေးပြီးတော့မှာဗောနော ဒီတိုက်ခန်းနဲ့ပတ်သက်တဲ့ဆာဝေဆာန်းနေမချိုက်တာရေပေါ့နော်အဲနောက်ပြီးတော့ဒီတိုက်ခန်းရဲ့ရာဇဝင်တွေအဲမချိုက်လို့ပေါ့နော်သူအနေနဲ့အဲဆီယံငွေကိုပြန်လူကျင်တယ်ပေါ့ဗျာအပီလို့ရှိရင်ဆီယံငွေကိုသူတို့ချုပ်ထားတဲ့စာချုပ်ကဘယ်လိုချုပ်ထားတယ်တော့မသိဘူးပေါ့နော်ဆီယံငွေအဆုံးခံရမယ့်ပုံစံမျိုးဖြစ်နေတယ်တဲ့ဒါကြောင့်မလို့အရာလေးကိုဘယ်လိုလုပ်လို့ရလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်โอเคဒီကိစ္စကတော့ကျွန်တော်ပေါ့နော်တိုက်ခန်းရေလို့မဟုတ်ဘူးမြေခွက်တွေမှာလည်းလူတော်တော်များများအဲ့လိုမျိုးတွေဖြစ်ကြပါတယ်ပေါ့နော်အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့အဓိကတော့ကျွန်တော်ရှင်းနေတွေကို နှမျောလို့ပေါ့နော်ရှင်းနေတွေတကူငွေကုန်ကြေးကြခင်ရမှာနှမျောလို့ကြုံကြတဲ့ပြဿနာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ့ဗျာတော်တော်များများကကျွန်တော်မြေခွဲနေနေတိုက်ခန်းနေနေပေါ့နော်စသဖြင့်အဲ့လိုမျိုးဝယ်တော့မယ်ဆိုရင်လူတော်တော်များများရဲ့ပေါ့နော်မတီးတာလားဒါမှမဟုတ်တီးတီးကြီးနဲ့ပဲပစံအကုန်မခံကျင်တာလားတော့မပြောတတ်ဘူးပေါ့ဗျာသူအနေနဲ့ပေါ့နော်စပြီးစီရင်ပေးတာကျွန်တော်ရှင်းနေတယ်မလို့သေးဘူးရှင်းနေဆိုတာတကယ် final ပတ်စံခြေခံနေကြမှာရှင်းနေလူတွေပေါ့နော်သူတို့ရဲ့အတွေ့အကြုံမှာအဲ့လိုမျိုး များသောအဖြစ်ပေါ့ဗျာတရားမှာရောက်80လောက်ကအဲ့လိုမျိုးတွေတွေ့တတ်ကြပါတယ်ဒါကြောင့်မလို့လဲကျွန်တော်ဒီကိစ္စတွေအဖြစ်များနေတာဖြစ်ပါတယ်โอเคအဓိကပြောချင်တာတော့ဗျာကိုယ်အနေနဲ့ဒီလိုမျိုးသူမေးတဲ့မိကွန်းရာဆိုလို့ဗျာသူရဲ့ရှင်းနေပါပြီးချုပ်တာလားမပါပဲချုပ်တာလားဘယ်လိုချုပ်လဲကိုယ်လည်းမသိရဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဖြေဖို့ခက်ပါတယ်ဒါပေမဲ့နောက်နောက်ပေါ့နော်အဲ့လိုမျိုးမကြုံအောင်ဘယ်လိုလုပ်လို့ရလဲကြိုးတင်ဘယ်လိုကောက်ွယ်လို့ရလဲဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ် sharing လုပ်ပေးမှာဖြစ်ပါတယ် ကျွန်တော်ပေါ့နော်ဒီအခုလိုမျိုးဒီဗီဒီယိုစပြီးပထမဆုံးရိုက်တဲ့ဗီဒီယိုမှာကျွန်တော်အကွက်စစ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဗီဒီယိုလေးတစ်ပုတ်တင်တင်ထားတယ်ပေါ့နော်အဲ့ဒီအကွက်စစ်ပါဆိုတာက ကျွန်တော်တို့ဒီစပြီးတော့စင်ရန်မပေးခင်မှာပေါ့နော်စင်ရန်မချခင်မှာတတိနားလေတယ်ပေါ့နော်ရှင်းနေနဲ့ကိုရဲ့နီးစက်ရရှင်းနေနဲ့ပေါ့နော်အဲ့လိုမျိုးတိုင်ပင်ပြီးတော့မှကျွန်တော်တို့ဒီမြေကွက်ဝယ်တာတိုက်ခန်းဝယ်တာတွေလောရမှာဖြစ်ပါတယ် အဲလူတတော်များများကအဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်ဒီတာမန်အဖြစ်ဆိုရင်ကျွန်တော်ပွဲသားတွေဆိုတဲ့စကားကိုမသုံးခြင်းဘောနော်ဒါပေမဲ့ထားလိုက်ပါတော့တော်တော်များများကဒီမြေရောင်းဝယ်ဆိုရင်ပွဲသားတွေပါလေဗောဗျာဒါကြောင့်မလို့ပွဲသားတွေမကောင်းကြောင်းပြောတာမဟုတ်ပါဘူးအဲ့တော့လူတွေကတခုခုဆိုရင်ဘောနော်ဒါကျွန်တော်တနည်းပြောရရင် marketing scale လို့ခေါ်တယ်ဗောဗျာ marketing scale ဆိုတာကမြေခွဲရဲ့တိုက်ခန်းရဲ့လို့မဟုတ်ဘူးဒါလူတွေရဲ့စိတ်ကိုဗောနော်ဖန်ဆားတယ်လို့ခေါ်တယ်ဗောဗျာအဲ့ဒီရဲ့ ဲ့လိုဖန်းစားတဲ့နေရာမှာကိုကဝင်မသွားဘူးလို့ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့တော်တော်များများကမြေခွက်သွားကြည့်တယ်တိုက်ခန်းသွားကြည့်တယ်ဆိုတာနဲ့ပေါ့နော်ကိုပဲအခုပတ်စံမချေလို့ရှိရင်ပေါ့နော်ဒီတိုက်ခန်းကချက်ချင်းပဲတဲတော့မှလို့လို့ဒီမြေခွက်ကိုနောက်ထပ်အဝယ်တွေက၂ရောက်၃ရောက်ဇက်တိုက်ကြီးကိုရှိနေတာလို့လို့အဲ့လိုမျိုးစကားတွေကြားမှာဖြစ်ပါတယ်ကိုကအဲ့ဒီရဲ့ထောင်ချုပ်လေးကိုဝင်မသွားဘူးရေးကြည့်ပါတယ်နော်အဲ့ဒါနံပါတ်၁တစ်ချက်ပေါ့ကိုကမြေခွက်တစ်ခုကိုမြေခွက်တစ်ခွက်ကိုကြိုက်ပြီးတွေးပြီးဆိုတာနဲ့ပေါ့နော်ပထမဆုံးလောကမှာဒီလူနဲ့ပေါ့နော်ဒိုက်ရိုက် စကားပြောပြီးတော့မှโอเคငွေကြီးညှိပြီးတော့မှအဆင်ပြေတယ်ဆိုတာနဲ့ပေါ့နော်ဟုတ်ပြီခင်ဗျာဒီမြေခွဲရောင်းတာတော့ဟုတ်ပြီဒီမြေခွဲနဲ့သက်ဆိုင်တဲ့ဆာဝေဆာရန်လေးတွေကျွန်တော်မိတ်တူပေးပါကျွန်တော်ကကျွန်တော်ရှင်းနေတဲ့တိုင်ပင်ပြီးတော့မှကျွန်တော်ဇေယံချတာလေးလုပ်ပါမယ်လောလောဆယ်ကျွန်တော်မင်္ဂလာဖြစ်တဲ့အထင်းအမတ်အနေနဲ့ပေါ့နော်စတိဇေယံငွေနော်ဥမာကိုအဆုံးရှုံးခံနိုင်တဲ့အမောင်းပေါ့ဗျာနော်ဆယ်သိန်းဖြစ်ဖြစ်20ဖြစ်ဖြစ်စသဖြင့်အဲ့လိုမျိုးပွဲတဲတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေးလိုက်ပါဒါက နော်ကျွန်တော်ပွဲသားမဟုတ်တော့ဒီလိုမျိုးပွဲဖြစ်တာတွေအတီးကြဘလို့ပေးလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အရှင်းနေအမြင်နဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အရှင်းနေအတွေးနဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဆုံးရှုံးခံနိုင်တဲ့ amount တကူပေါ့ဗျာသူကသူအပြင်မှာ2000နဲ့တက်တက်3000နဲ့တက်တက်5000နဲ့တက်တက်ပေါ့နော်ပထမဆုံးမြေခွက်မစေးရသေးပဲနဲ့တော့နော်စီရင်ဘလောက်3000 3500အဲ့လိုမျိုးချတာမျိုးတွေမလို့စီခြင်းဘူးပေါ့နော်โอเคတကယ်လို့များပေါ့နော်ဒီရောင်းတဲ့သူကသူ့အနေနဲ့ဟာမရဘူးခင်ဗျမင်္ဂလာဖြစ်တာမှန်ပေမဲ့ ခင်ဗျားရဲ့ဒီပစံเนาะ10 20လောက်နဲ့တော့လာမပြောနဲ့ကျွန်တော်အမေကွယ်ကတင်း1000လောက်တန်တာတင်း9000လောက်တန်တာအဲ့တော့ခင်ဗျားမယုံကြည်ဘူးမဝယ်နဲ့ဟိုမှာကျွန်တော်ဟိုတော့ဘလောက်900ချမှာပေါ့เนาะတရား1000ချမှာပေါ့စသဖြင့်အဲ့လိုမျိုးပြောလာခဲ့တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့နော်တကယ်လို့များအဲ့လိုမျိုးပြောလာခဲ့ရင်ကိုယ်အနေနဲ့ဟုတ်ပြီကိုယ့်ရဲ့ရှင်းနေကိုခေါ်ပြီးတော့မှစာချုပ်နဲ့တရားလေးချုပ်တင်ပါတယ်ကျွန်တော်တို့ဒီကေဟုတ်ပြီ3900တော့ချမယ်ဒါပေမဲ့ဒီ3900ကရုံးပိုင်းဆိုင်ရာ cyber surveillance စစ်ဆေးလို့ပေါ့နော်အဲ့လိုမျိုးမမှန်မကန် အဲဆိုင်ရွက်အပွင့်လင်းဆုံးမျိုးရယ်ဆိုင်ရွက်အင်ဖြစ်နေတဲ့ဟာမျိုးပေါ့နော်အင်ဖြစ်နေတာတို့ပေါ့နော်တကယ်လို့အဲခုနပြောဒီလိုမျိုးပေါ့ဗျာလင်းရောင်းတာမျိုးတို့ဒါရှိလာနိုင်တဲ့ဟာဘူးပေါ့နော်တွေးပြောတာပေါ့ဗျာရောင်းတဲ့သူကလင်းတယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့တကယ်အပြင်မှာရှိလာနိုင်တယ်ဖြစ်လာနိုင်တာကိုပြောပြတာပါအဲ့တော့အဲ့လိုမျိုးကိုကအမောင်းအကြီးကြီးရှားမယ်ဆိုရင် ပေါ့နော်ပတ်စံချရတော့မယ်ဆိုရင်ကိုယုံကြည်ရတယ်ဆိုတဲ့ရှင်းနေကိုခေါ်ပြီးတော့မှာပေါ့နော်စီရန်ပိစာချုပ်ကိုချုပ်ပါ တို့ပြီးတော့မှဒီယုံမိုင်းဆိုင်ရာကောင်းတာတော့တခါလေယုံမိုင်းဆိုင်ရာစစ်ဆေးပြီးတော့မှအစင်ချတာလို့တော့ပူကောင်းပါတယ်ဒါပေမဲ့ခုနပြောသလိုတကယ်မြေပြင်မှာကျတော့ဒီရောင်းသူတွေရဲ့ပေါ့နော်သူတို့ရဲ့အတွေ့အထဲမှာဒီလိုမျိုးတွေရိုက်သွင်းထားတာဖြစ်ပါတယ်တကယ်တမ်းသာပေါ့နော်ကျွန်တော်ဆိုရင်တကယ်မြေခွက်ပိုင်ရှင်ဆိုရင်ပေါ့ဗျာကျွန်တော်သာရောင်းသူနေရာမှာဆိုရင်ကျွန်တော်ရဲ့ server server နေလည်းမမှန်တယ်เนาะကျွန်တော်လိုချင်တဲ့ဈေးလည်းရတယ်ဆိုရင်ကျွန်တော်ကတော့ရှင်းရှင်းပဲပေါ့နော်ဒီဝယ်တဲ့သူတွေကိုဟုတ်ပြီရော့ server မိတ်သူပေးလိုက်မယ်ကြိုက်ပြီလို့စစ် ိုက်တဲ့ရှင်းနေတဲ့စစ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုကိုယ့်ရဲ့ပစ္စည်းကမန်ကန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာ။ကိုကတော့ကိုဒီဝယ်တဲ့သူကိုစိတ်ကြိုက်ပေါ့နော်။စိတ်ခွင့်ပေးပြီးတော့မှသူတို့စစ်စေးပြအလုံးโอเคတယ်ဆိုမှကိုကပတ်စံရယူဖို့လုံးမှာဖြစ်ပါတယ်။ဒါပေမဲ့အပြင်မှာကျတော့ဘလို့ဖြစ်လဲဆိုတော့ခုနပြောသလိုဒီဆက်ပဲစတဲ့စစ်တာဆိုတာပတ်စံရာကနန်းလောက်ချမှလုပ်ပေမဲ့ပေါ့နော်။အဲ့လိုမျိုးတွေရှိနေတတ်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးရှိနေရင်လည်းပဲခုနပြောသလိုကိုအနေနဲ့ကိုရဲ့ရှင်းတွေကိုခေါ်ပြီးတော့မှ CNB စာချုပ်တေးကြလေးပေါ့နော်ချုပ်ထားတင်ပါတယ်အဲ့လိုမျိုးချုပ်လို့ရှင်ရင် တကယ်လို့များဒီလူကလိန်ရောင်းတယ်ဒါမှမဟုတ်ဆာဗဲတရားအင်ဖြစ်နေတယ်ဆိုရင်အချိန်မွေးပေါ့နော်တရားဆွဲဆိုပြီးတော့တောင်းလို့ရပါတယ်အ ਨੇ ဆုံးတော့တရားဆွဲရမယ်ကိုဗျာအလွယ်တကူတော့တောင်းလို့မလွယ်ပါဘူးအလွယ်တကူတောင်းလိုက်လို့ရရင်လေကိုယ့်အတွက်ကုသိုလ်ကံကောင်းတယ်လို့ပြောရမှာပေါ့ဗျာနော်အဲ့ဒီအကြောင်းလေးကို sharing လုပ်ပေးတာဖြစ်ပါတယ်လူတော်တော်များများပေါ့နော်ခုနပြောသလိုမြေခွဲဝင်မယ်တိုက်ခန်းဝင်မယ်ဆိုရင်ကိုယ်တဘောနဲ့ကိုယ်လောက်တာများတယ် ကိုကနားမလည်ဘူးဆိုရင်တော့မှကျွန်တော်ပွဲစားတွေရဲ့စကားနဲ့ပေါ့နော်သွားတာတွေများပါတယ်ပွဲစားဟုတ်တယ်ချမန်တယ်ကောင်းတယ်ဒီ service တွေပါတာပဲအဲ့လိုမျိုးပုံစံနဲ့ဝယ်ကြတာများပါတယ်ဒါတော့ကျွန်တော်ဟိုဘသူကမှပုတ်ခတ်ပြီးတော့ယူရပြီးတော့ပြောတာမဟုတ်ပါဘူးဒါဖြစ်လေဖြစ်တာရှိတယ်ပေါ့နော်အများဆုံးဖြစ်လေဖြစ်တာရှိတဲ့အကြောင်းကိုပြောပြတာပါတချို့ပွဲစားတွေလည်းတကယ်ကိုတော်ပါတယ်ကိုရှင်းနေလောက်နီးနီးကိုဒီမြေခွဲနဲ့ပတ်သက်ပြီးနားလဲတဲ့သူတွေလည်းရှိတယ်ပေါ့ဗျာအဓိကတော့ အဲကိုနဲ့တွေ့မဲ့သူကပေါ့နော်ပစံတကူပဲမကြည်ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ရေရှည်ကိုအမြဲတမ်းကြည့်ပြီးတဲ့သူမျိုးနဲ့တွေ့ဖို့အတွက်ကိုလိုအပ်ပါတယ်ဒီနေရာမှာပွဲစားနေနေရှင်းနေနေနေကိုဗျာနော်ကိုကပွဲစားဆိုပြီးတော့ယုံကြည်လို့ခေါ်တဲ့လူကလည်းကိုအပေါ်ကိုတကယ်ကိုအမှန်တကယ်ကြည့်ရှုပေးတဲ့သူမျိုးဆိုရင်ကိုကကံကောင်းတဲ့လူဖြစ်မှာပါအဲ့လိုပဲရှင်းနေရလဲပစံရပြီးရောဒီဆရာဇာတ်နဲ့မမမဘာမှမစစ်သေးပဲနဲ့ပစံဈေးတက်တာနဲ့စာချုပ်ချုပ်မယ်ဆိုတာကြီးလုံးနေရင်လည်းပဲအဆင်မပြေပါဘူးဒါကြောင့်မို့လို့ပေါ့နော် မြေခွဲဝတ်ဝဲတိုက်ခန်းဝတ်ဝဲနံပါတ်၁ကတော့ဇေယံမချားခင်မှာကိုယ်အနေနဲ့လောရမဲ့တစ်ချက်ကကျွန်တော်ရှေ့မှာဗီဒီယိုတင်ထားတာရှိပါတယ်နော်ဒီရောင်းတဲ့သူစီကနေဆိုင်ဝဲဆန်တန်းပါရှိလေပေါ့နော်ကိုကဘာလို့လဲဆိုတော့မြေခွဲဝဲတာဗျာနော်မြေခွဲဝဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြေခွဲနဲ့သက်ဆိုင်တဲ့ဆိုင်ဝဲဆန်တန်းကိုတောင်းရမဲ့တာဝန်ရှိတယ်နော်အဲ့တောင်းပြီးတော့မှစစ်ဆေးရမဲ့တာဝန်လည်းရှိပါတယ်အဲ့ဒါကိုကိုကမစစ်ဆေးဘဲနဲ့ဒီမြေခွဲကိုမရမှာစိုးရိမ်ပြီးတော့ပေါ့နော်ကိုအနေနဲ့ဟိုပစံနေစို့ ူတို့တောင်းသလိုချလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီးမှနောက်ပိုင်းကျမှရှင်းနေတဲ့ခေါ်ပြီးစာချုပ်ချုပ်တယ်ဆိုတာကဘလို့မှအဆင်မပြေနိုင်ပါဘူးနော်ဘာလို့လဲဆိုတော့ကိုကပေးထားပြီးတော့မှအထောက်ထားအနေနဲ့ဘာမှမပြေစုံအောင်လည်းမရေးထားပဲနဲ့ပေါ့နော်ဒီပေးထားတယ်ဒီပတ်စံလေးစင်ရန်အနေနဲ့ဘလောက်ပေးထားတယ်ဟိုဘက်ကလည်းဘလောက်လက်ခံထားတယ်နောက်ဂျန်တဲ့ပတ်စံကိုဘယ်နေပြီမဲ့ပါညာအဲ့လောက်လေးရေးထားတဲ့အနေထားမျိုးနဲ့တော့ဘာမှလို့လို့အဆင်မပြေပါဘူးโอเคကျွန်တော်အဲ့ဒီအကြောင်းလေးကို sharing လုပ်ပေးတာဖြစ်ပါတယ် အလုံးမဲ့ရှင်းဆက်ပြီးတော့ပေါ့နော်မြေခွက်တွေပဲဘိုးပဲတိုက်ခန်းတွေပဲဘိုးပဲကျွန်တော်ပြောသလိုအကြံဉာဏ်လေးနဲ့တွားကြည့်ပါကျွန်တော် free အကြံဉာဏ်ပေးနေတာဖြစ်ပါတယ်ပတ်စံတပြားတစ်ချမ်းမှမရဘဲနဲ့စေတနာမေတ္တာထားပြီးတော့မှမိတ်ဆွေတို့ကိုအကြံဉာဏ်လေးချပြနေတာဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်